မိသားစုကိုစီရှိလျက်နဲ့အိမ်အောင်ရေးပေါက်ပြန်ခဲ့ကြပြီးညဘက်မှာအတူတူလာအိတ်ဖို့ခေါ်ထားတဲ့ screen shot file တွေပါပြန်နှံ့လာခဲ့တယ်။ဇမင်းသားတင်မောင်ဇမင်းဝင်းနဲ့ဗရမယာခေခိုင်မင်္ဂလာပါပြည်သက်ကြီးရှင်အခုရက်ပိုင်းအတွင်းပြည်သက်တွေစိတ်ဝင်စားမှုမြင့်တက်နေတယ်။ဇမင်းသားတင်မောင်ဇမင်းဝင်းနဲ့ဗရမယာခေခိုင်တို့ရဲ့အိမ်အောင်ရေးပေါက်ပြန်မှုဇလန်းမှာနှစ်ဦးသားအပြန်အလှန်စကားပြောထားတဲ့ file တွေပါပြန်နှံ့လာခဲ့ပြီးပြည်သက်တွေအနေနဲ့အံ့ဩမဆုံးဖြစ်ခဲ့ကြရတာပါ။ ဆမင်းသားတင်မောင်ဆမင်းဝင်းဟာအိမ်တော်သက်ကြာနေပြီဖြစ်တဲ့အမျိုးသားတယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့သားလေးတယောက်ကိုလည်းပိုင်ဆိုင်ထားသလိုမိသားစုအရေးအရာရောအနုပညာအရာပါအောင်မြင်နေသူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အိုချင်းထားအိုချင်းထီကျိုးချင်းထားကျိုးချင်းညီကြတဲ့ဖြစ်စဉ်အတိုင်းဖြောပြပွဲဇက်ပွဲတွေကပြရာမှာမကြခဏဆုံတွေ့နေရတဲ့ပွဲစီစဉ်သူပရမများခေခိုင်းနေနှစ်ဦးသားဆန္ဒတွေမထိန်ချုံနိုင်မဲအိမ်နောင်တွေအသီးသီးရှိလျက်နဲ့ဖောက်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဗရမယာကိခိုင်ကလည်းအရွယ်ရောက်ပြီးသားသားတယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်ဖြစ်ပြီးအခုလိုကိစ္စမျိုးလူသိရှင်ကြားပေါ်ထွက်လာခဲ့တဲ့အတွက်ပြည်သက်တွေအနေနဲ့တော့အံ့ဩမဆုံးဖြစ်ခဲ့ကြရတာပါတင်မောင်စမင်းဝင်းနဲ့ဗရမယာကိခိုင်တို့နှစ်ယောက်ဟိုတယ်ထဲကနေအတူတူထွက်လာခဲ့တဲ့အချိန်တင်မောင်စမင်းဝင်းရဲ့တရားဝင်ဇနီးဖြစ်သူမမကဟိုတယ်ရှိကနေစောင့်ဖမ်းပြီးဗရမယာကိခိုင်ကိုပိုင်ရိုက်ခဲ့တဲ့ကိစ္စတွေဖြစ်ပွားခဲ့တယ်လို့လည်းနှိဆက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဗရမယာကိခိုင်က မူပိုင်ခွင့်ကိစ္စတွေသာပြောနေတာသူကကြတော့သူများလင်တင်မောင်ဆမ်းမင်းဝင်းကိုပေါ်တင်လူခဲ့လို့ဟိုတယ်ရှိမှတင်ပါဆွဲရိုက်ခံထားရတာအဲ့ဒါကိုကျမကိုယ်တိုင်မြင်တွေ့ခဲ့ရတာဆိုပြီးတော့တင်မောင်ဆမ်းမင်းဝင်းနဲ့ပရမားကေခိုင်တို့ရဲ့အိမ်ောင်ရေးဖောက်ပြန်မှုဇက်လန်းဖြစ်စဉ်ကိုအသေးစိတ်သိရှိသူတဦးကပြောပြထားတာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေတင်မောင်ဆမ်းမင်းဝင်းရဲ့ဇနီးဖြစ်သူကသူတို့နှစ်ယောက်ဖောက်ပြန်ထားတဲ့စကရင်ရှော့မှတ်တမ်းတွေကိုပါဖော်ပြလာခဲ့တာဖြစ်ပြီး အဆိုပါမှတ်တမ်းတွေထဲမှာတော့ဗရမယာကေခိုင်းကသူ့အိမ်မှာမိဘတွေအိပ်ပျော်နေတဲ့အချိန်ည7နာရီလောက်ကိုသူနဲ့အတူလာနေဖို့ခေါ်နေတဲ့မှတ်တမ်းတွေပါပါဝင်နေပြီးမနက်6နာရီမှာလူကြီးတွေ မသိခင်အစောထပြန်မှုအတွက်ပြောဆိုထားတဲ့မှတ်တမ်းတွေလည်းပါဝင်နေခဲ့ပါတယ်